များကြီးပဲဟာအများကြီးပဲဟောရတော်တော်များတော့ရှိတာတဲ့တရုတ်ရဲ့အကြက်ကန်ဖိအားပေးမှုကြောင့်မြန်မာမျိုးသားဒီမိုကရက်တစ်မဟာမိတ်တပ်မတော် MNDAA တပ်တွေလာရှိုးမျိုးပေါ်ကဆုတ်ခွာသွားပြီးဧပြီလ22ရက်နေ့မှာစစ်ကောင်စီတပ်တွေဝင်ရောက်လာခဲ့ကြပါတယ်။လာရှိုးမျိုးကိုတရုတ်ရဲ့အာရှရေးရာအထူးတန်တမန်မစ္စတာတိန့်ရှိကျွန်းကိုတိုင်လာရောက်ပြီးစီမံကုကဲနေတာလည်းဖြစ်ပါတယ်။မြန်မာနိုင်ငံတွေကိုကျူးကျော်ကုကဲနေမှုနဲ့မေကွန်းထုတ်ခံနေရတဲ့တရုတ်စိုးရကတော့ မြန်မာရေးဝင်ရောက်မဆွတ်ဖက်ဘူးလို့ထုတ်ပြန်နေတာကိုတွေ့ရပါတယ်။ The last trade is extremely important to the Chinese because it's the trading hub the main center for trade. အရှိုးကတရုတ်တွက်အလွန်ရေးပါပါတယ်။လာရှိုးကရှမ်းမြောက်မှာကုန်သွယ်ရေးအချက်အချာဒေတာပဲလေ။ MNDAA TNL လက်အောက်မှာတုန်းကလာရှိုးမှာ ကုန်သွယ်ရေးတွေအားလုံးနှိပရက်ဆိုင်ထားရတာ။ဒီတော့လာရှိုးကိုစီမံခန့်ခွဲမှုအသစ်ပြောင်းဖို့တရုတ်ကစိတ်ဝင်စားမှာပါပဲ။ဒါပေမဲ့ဘယ်လိုပုံစံနဲ့ပေါ်ဆောင်မလဲဆိုတာတော့ ခံမှန်းရခတ်ပါတယ်ဒီနေရာမှာအရေးကြီးဆုံးကတော့တရုတ်ရဲ့ဟန်ပြအပြစ်ခက်ရက်စဲရေးစောင့်ကြည့်လေ့လာရေးအဖွဲ့လာရှုံးမှာရောက်နေပါတယ်တရုတ်နိုင်ငံကလွှဲရင်တခြားဘယ်နိုင်ငံကမှဒီလိုမြမအရေးကိုဝင်ရောက်ဆွတ်ဖက်နိုင်စွမ်းကိုဝင်ရောက်ဆွတ်ဖက်လို့စေကောမရှိပါဘူးတရုတ်အတွက်ကြတော့မြန်မာနိုင်ငံကစီးပွားရေးအရာပဲဖြစ်ဖြစ်အလွန်အရေးပါတဲ့ကဏ္ဍမှာရှိနေတာ哦အခြားပြည်မဘယ်နိုင်ငံကမှတော့ဒီလိုလှုပ်ဆောင်ဖို့အင်အားရှိမနေပါဘူး and uh, therefore it's very difficult for any other outside power to influence the situation. Only the Chinese have that, that, that capacity. တရုတ်စစ်တပ်နဲ့ MNDA တို့ဆွေးနွေးပွဲအပြီးမှာရှမ်းပြည်နယ်မြောက်ပိုင်းကငြိမ်းချမ်းရေးအတွက်တရုတ်စိုးရကဆက်လက်ကူညီသွားမယ်လို့တရုတ်မီဒီယာတွေကဖော်ပြပါဗျ။တစ်ဖက်မှာလည်းတရုတ်မြန်မာနယ်စပ်ကဒေသတွေနဲ့တိုင်းဒေသနဲ့ကင်ဖွဲ့တွေကိုစီးစင်းလို့မရအောင်ဖြန့်ကားပြတ်ချမှတ်ထားပြီးရိတ်ခါ၊စေဝါ၊လောင်စာစီ၊ဆက်သွယ်ရေးလိုင်းနဲ့ခီးသွွာလာခွင့်တွေကို တစ်တုံညာနှစ်ကုန်စစ်စီဒုတိယလှိုင်းတွေကဖြတ်တောက်ထားပါတယ်။ဂျာကာလာမှာနေဆက်ဂိတ်တချို့ကိုဖွင့်လင်းမှုတွေရှိခဲ့ပေမဲ့ကန့်သတ်မှုတွေကိုပြုလုပ်ထားစေလို့သိရပါတယ်။တရုတ်မြန်မာနေဆက်သတင်းရင်းမြစ်အချို့ရဲ့အဆိုအရတရုတ်ဟာမူဆယ်ကနေမန္တလေးတလျှောက်ကတမ်းမျိုးသားလူမျိုးရေးတမတော် TNL သိမ့်ပိုက်ထားတဲ့မြို့တွေကိုပါစစ်တပ်ပြန်အုပ်ချုပ်နိုင်ဖို့လိုလားနေတာလို့သိရပါတယ်။ Yes absolutely I mean China would like to clear this whole trade route from uh, the, the border down to Mandalay တရုတ်နယ်စပ်ကနေမန္တလေးကိုဆက်သွယ်ထားတဲ့ပုံသွယ်ရေးလမ်းကိုပြန်ဖွင့်ကျင်တာပေါ့ MNDAA နဲ့ TNL ကဒေသအများစုကိုထိန်းချုပ်ထားတဲ့အချိန်ကစပြီးတရုတ်ကိုစီးပွားရေးအရာကိုဗျူဟာအရာကိုထိခိုက်ညှဉ်းနှာစေပါတယ်။ဒါပေမဲ့တရုတ်ဘာလုပ်မလဲဆိုတာတော့ခံမှန်းရခက်ပါတယ်။ MNDAA နဲ့ TNL ဟာဝါသုံးမဟုတ်တရုတ်နိုင်ငံနဲ့နီးစပ်တဲ့အတိုင်းဝိုင်းကနေလက်နက်တွေရနေကြပါ။ ဒီလိုလက်နဲ့ရရှိမှုတွေရပ်ဆိုင်းသွားရင် MNDAA နဲ့ TNL အတွက်ဒီဒေသကို ထိန်းချုပ်ဖို့အလွန်ခက်ခဲနိုင်ပါတယ် MNDAA MNDAA with guns then it'll be very difficult for them to maintain you know retain control over those areas ဘာရှုံမျိုးအပါဝင်အရှိမြောက်တိုင်းစစ်ဌာနချုပ်ရမခခကို MNDAA နဲ့ပူးပေါင်းတပ်တွေက2024ခုနှစ်ဩဂုတ်လမှာပြီးသက်သိမ့်ပိုက်နိုင်ခဲ့တာပါစစ်ကောင်စီဘက်ကလာရှိုးကိုပြန်သိမ်းနိုင်ဖို့မြေပြင်ထိုးစစ်တွေဆင်မြင်မဲ့ စစ်ကောင်စီရဲ့စစ်ကြောင်းတွေဟာတရားရင်လေးထိန်းချုပ်ထားတဲ့နောင်ချိုမြို့ကိုတောင်မကျော်နိုင်ခဲ့ပါဘူးစစ်တပ်ကိုတိုင်းပြည်အာဏာအဓမ္မသိမ်းမှုပြည်သူတွေပေါ်ရဲဆက်ဆက်တပ်ဖြတ်မှုပြည်သူတွေရဲ့အိုးအိမ်တိုက်မြုံဖျက်ဆီးမှုတွေကြောင့်လူလူကခါခါတီးတီးမုန်းတီးနေကြပါတယ်ဒီလိုအချိန်မှာမြို့တွေတိုင်းစစ်ဌာနချုပ်တွေနဲ့စစ်စခန်းတွေတိမ်းနိုင်တဲ့အထိတမိုင်းဝင်အောင်ပွဲတွေရောက်အောင်တိုက်ထုတ်နိုင်ခဲ့တဲ့တစ်တုံညာနှစ်ခုစစ်စင်ရေးတွေကြောင့်လူလူကအားတက်ခဲ့ကြပါပဲလက်ရှိတရုတ်ရဲ့ဝင်ရောက်ဆွတ်ဖက်မှုတွေက အောက်ဆီဂျင်ပြတ်နေတဲ့အာနာရှင်စစ်တပ်ကိုအသက်ဆက်ပေးသလိုဖြစ်နေတယ်ဆိုပြီးဝေဖန်ထောက်ပြနေကြပါတယ်တော်လိုင်းရမဆိုတော့ဒီလိုပဲအတက်အကြအမျိုးမျိုးတွေ့ရတာ။ရုပ်တရက်အပေါ်ရန်ကြည့်ရရင်တော့ MND ဘက်ကကြည့်ရင်သမုတ်တော်လိုင်းဘက်ကကြည့်ရင်တော့စိတ်ကြီးကြီးဆရာပေါ့ဗျာ။ဒါမဲ့အဲဒီဘာကိစ္စမဆိုတော့အဆိုးကောင်းလေးရှိတယ်နော်။နောက်တစ်ခုကလည်းဘယ်ကိစ္စမဆိုတော်လိုင်းသမားတွေဟာအဆိုးကိုအကောင်းဖွဲ့ဆက်ပြောင်းအောင်လုပ်အောင်မှာကြည့်ပဲ အဲ့တော့စစ်ကောင်စီဘက်ကကျမတို့ဘက်ကအခက်ခဲမဟုတ်စစ်ကောင်စီဘက်ကလည်းအခက်ခဲပဲခင်ဗျာစမ်းသပ်ကြည့်လူကြမကောင်လူကြမကောင်တို့ဝင်လာတာဝါတက်တို့ကိုခန့်တက်တို့ကကာကွယ်ပေးပြီးဝင်လာတယ်ဆိုတာခင်ဗျာကြားကြဘူးလားဟုတ်တယ်မလားတို့ဘက်ကလည်းသိတဲ့ဒုက္ခမဟုတ်ဘူးအဲ့တော့ဒီပြဿနာကိုဘယ်လိုရှေ့လျှောက်ဖြေရှင်းမလဲပြည်သူတွေလည်းကတ္တာမဲ့နှီးနေပါလေဘူးအဲပေါ်လာမလားเนาะအဲအပြန်အလှန်ဆက်ဆွေးနွေးပြီးအဖြေရှာတဲ့နာနေပေါ်လာမလားဆိုတော့ကျမတို့စောင့်ကြည့်အောင်ပါခဲ့ တရုတ်မြန်မာနယ်စပ်မှာခြေဆိုင်တဲ့တိုင်းသားလက်နက်ကိုင်အဖွဲ့တချို့ကတော့တရုတ်ကစစ်တပ်ပြိုလဲသွားမှာကိုမလိုလားတဲ့အတွက်အချိန်ဝါသုံးပြီးဝင်ရောက်ဆွတ်ဖက်နေတာလို့ပြောပါတယ်။တရုတ်ရဲ့လုပ်ရဟာအာဏာရှင်စနစ်ကိုမလိုလားတဲ့မြန်မာပြည်သူတွေရဲ့စန့်ကျင်မှုတွေကြုံလာရနိုင်တယ်လို့လည်းဆိုပါတယ်။လက်ရှိအချိန်မှာတော့တရုတ်ဟာပြစ်ခတ်တိုက်ခိုက်မှုစောင့်ကြည့်ရေးအဖွဲ့ဆိုတဲ့ခေါင်းစဉ်သုံးပြီးလာချုံမြို့ပေါ်မှာဝင်ရောက်နေရယူကုကဲနေပြီဖြစ်ပါတယ်။